ူအထိုင်ကို့အထိုင်ဘသူအနေကြုံမကြုံမင်းသိတခါတရံပြဿနာတစ်ခုကိုဘယ်နှစ်ဖက်ကမြင်အောင်ကြည့်ဖို့စူးစမ်းခြင်းဟာရန်သူမွေးသလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်အထူးသဖြင့်အနိုင်အရှုံးဆိုတာကိုတည်ပြီးစဉ်းစားကြတဲ့ပြဿနာမျိုးမှာရန်သူမွေးသလို ဖြစ်သွားခြင်းဟာဓမ္မတာလို့ဖြစ်ပါတယ်လူဟာရန်သူကိုကြောက်တတ်တယ် ရန်သူရှိရင်စိတ်မလုံးကြုံတတ်ပါဒါကြောင့်ရန်သူတွေတိုးပွားလာမှာကိုစိုးရိမ်နေစိုးထိတ်လှတယ်ဒါပေမဲ့အသိဉာဏ်ချိုးတက်ခြင်းကပဲရန်သူတွေကို ပိုမွေးမိတယ်လို့ဖြစ်လာပါတယ်ဒီလိုနဲ့အနိုင်အရှုံးတန်တရာက မလွတ်တော့ဘူးကို့ဘက်ရန်သူဘက်စဉ်းစားခြင်းဆိုတာကအနိုင်အရှုံးကိုစဉ်းစားခြင်းဖြစ်နေတယ် အခြေအနေတွေရှုပ်ထွေးနေချိန်မှာအနိုင်အရှုံးကိုရည်တိပြက်ပြောလို့မရပါ မပြောနိုင်ပါ တခါတရံအခြေအနေတွေဟာပြိုင်ပွဲလို့မဟုတ်ဘူးပွဲလို့မဟုတ်ပါဘူးအချိန်တန်ရင်ပြီးသွားတယ်လို့မရှိဘူးဖြစ်စဉ်တည်းမှာရှိနေတာပါဒီတော့ဖြစ်စဉ်ဆိုတာတဖြည်းဖြည်းချင်းနဲ့သာရလက်ဆွဲထုတ်ယူနိုင်တာမျိုး တဖြည်းဖြည်းချင်းသာ သူ့ဘက်ကိုဘက်အခြေအနေကိုအသာစီးရအောင်တိဆောက်သွားရတာမျိုးပြိုင်ပွဲတစ်ခုလို့ အနိုင်အရှုံးပြက်ပြက်သားသားဖြစ်နိုင်တဲ့သဘာဝမျိုးမရှိပါဒီလိုအနိုင်ရှုံးပြက်သားဖို့ခဲရင်တဲ့ဖြစ်စဉ်တဲမှာအနိုင်နဲ့အရှုံးဆိုတာကိုတည်ပြီးစဉ်းစားရင် စိတ်ပျက်စရာတွေတွေ့နိုင်ပါတယ်မျောလင်းချက်မဲ့တာမျိုးဖြစ်နိုင်တယ်တကယ်တော့အနိုင်အရှုံးဆိုတာကိုစဉ်းစားတယ်ဆိုတာထက် ကိုယ့်ဘက်ကခြေကုပ်ကိုဘလောက်မြင်းမြအောင်တိဆောက်ထားနိုင်တယ်လဲဆိုတာကပိုပြီးအခရာကြားလိမ့်မယ်ထင်ပါတယ်နိုင်ငံကြီးဟာ ပါဝါကစားပွဲတက်တက်ညတာဖြစ်နိုင်ပါတယ်။လွတ်လပ်မှုနဲ့လုံခြုံမှုကိုဘယ်အရာ ပိုအခရာထားမလဲဆိုတာကိုလွန်ဆွဲအားပြိုင်ခြင်းလည်းဖြစ်ပါတယ်။လွတ်လပ်မှုပရာဏလူဖွဲ့စည်းနဲ့လုံခြုံမှုပရာဏလူဖွဲ့စည်းကြား ariology အားပြိုင်မှုလည်းဖြစ်ပါတယ်။လုံခြုံမှုကိုပရဏာထားစဉ်းစားတဲ့အခါလွတ်လပ်မှုတွင်ကြာစင်းသွားတတ်တာလည်းသဘာဝဖြစ်ပါတယ်။ နှစ်ခုစလုံးပြိုင်တူရနိုင်မရနိုင်ဆိုတာလူဖွဲ့စည်းရဲ့ရင့်ကျက်မှုနဲ့သာဆိုင်ပါတယ်။သို့မဟုတ်ရင်တော့တစ်ခုပြီးမှတစ်ခုရနိုင်ပါတယ်။နှစ်ခုတစ်ပြိုင်နက်ထဲမရနိုင်ဆိုတာမျိုး ဖြစ်နေပါလိမ့်မယ်။လွတ်လပ်မှုနဲ့လုံခြုံမှုတစ်ပြိုင်နက်ထဲရဖို့ကတော့လောလောဆယ်မသေးကြပါ။လက်တွေ့မှာနိုင်ငံရေးဟာ အာဏာနဲ့အကျိုးစီးပွားကိုတည်ပြီး ဖြစ်တည်နေပါတယ်။နှုံးဆန်တွေနဲ့အမတ်တင်ဒေတာတွေဟာတကာအုပ်လို့ ကောင်းအောင်သုံးတဲ့အပေါ်ရောင်တွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါလေ။နိုင်ငံရေးအုပ်စုတွေအကြာတိုးကြည့်လိုက်မယ်ဆိုရင် အနိုင်အရှုံးဆိုတာကိုအများဆုံးတွေ့နိုင်တယ်။သူ့ဘက်ကိုယ့်ဘက်ဆိုတာကိုအများဆုံးတွေ့နိုင်တယ်။အာဏာနဲ့အကျိုးစီးပွားကြားလွန်ဆွဲအားပြိုင်ကြတာတွေကိုအများဆုံးတွေ့နိုင်တယ်။လူဖွဲ့စည်းကြားကိုတိုးကြည့်ရင်တော့လွတ်လပ်မှုလုံခြုံစိတ်ချရမှုနဲ့အသက်ရှင်ရည်ရည်ကိုအများဆုံးတွေ့နိုင်တယ်။ ငါဘသူလဲဆိုတာအမတ်တရုတ်တိုက်ပွဲရဲ့အစဖြစ်ပါတယ်အမတ်တရုတ်ဆိုင်းဘုတ်တွေဆိုတာဝမ်ဝပြီးမှပြောကြရမယ့်ကိစ္စတွေဖြစ်ပါတယ်ဝမ်ရည်တစ်ဖက်နဲ့ဆိုင်းဘုတ်တွေအကင်မပြတ်တာဟာမီဒီယာတွေရဲ့စက်ခွင်ပေါ်မှာပဲအများဆုံးတွေ့နိုင်ပါတယ်တကက်လက်တွေ့မှာဤသို့မဟုတ်ပါသူ့ဘက်ကိုဘက်ဇက်ညွန်းတွေအပြိုင်တိဆောက်နေခြင်းကနိုင်ငံရေးဖြစ်နေပါတယ် ဘသူကလူတွေယုံအောင် ပို့ပြီးရေးချေပြနိုင်တယ်လဲဆိုတာ နိုင်ငံကြီးဖြစ်နေပါတယ်။ဘသူပို့ယုံအောင်လုံးနိုင်တယ်လဲဆိုတာနဲ့အပြိုင်နိုင်ငံကြီးလှုပ်ပြနေကြပါတယ်။လက်နက်အားကိုအဖွဲ့စည်းကတော့ယုံချင်းမယုံချင်းဆိုတာကိုဂယုမထားအာနာကိုလက်တွေ့ဘသူကင်ထားနိုင်တယ်လဲပလင်ကိုဘသူလက်တွေ့ထိုင်ထားနိုင်တယ်လဲဆိုတာပရာနာထားပြီးတော့လုတ်ကင်ပါတယ်။ဒါကသာလျှင် သူ့အတွက်လက်တွေ့နိုင်ငံကြီး ီမိုကရေစီနိုင်ငံရေးဆိုတာမှာပြည်သူနဲ့ဘလောက်ယုံကြည်မှုရအောင်တည်ဆောက်နိုင်တယ်လဲဆိုတာအခရာပါ ပြည်သူယုံကြည်မှုအရာဆုံးသူကအာဏာအရှိဆုံးသူဆိုတဲ့သဘောပါလက်တွေ့အာဏာနိုင်ငံရေးမှာတော့ပလင်ပေါ်ဘသူထိုင်ထားတယ်လဲဆိုတာကိုဗဟိုပြုပြီးကြည်ပါတယ်ပလင်ပေါ်ထိုင်ထားနိုင်ရင် ပြည်သူကြည်ကြည်ပြူပြူမကြည်ပြူပြူထိုင်ထားနိုင်သူကတော့ဘရင်မင်းဆိုးရာသာပါပဲလက်တွေ့အာဏာနိုင်ငံရေးမှာ ြည်သူယုံကြည်မှုနဲ့ပြည်သူကြည်ပြူခြင်းမကြည်ပြူခြင်းကပဓာနမကြပါအာနာကိုဘသူကဘယ်နည်းနဲ့ကင်ထားနိုင်တယ်လဲဆိုတာသာ အခရာပါဒါကလက်တွေ့စဉ်းစားချက်ပါဒီကနေ့ဖြစ်ရတွေကိုကြည့်ရင်အနိုင်ရှုံးဆိုတာ ပြောဖို့တိတ်ခဲရင်သွားပါပြီ ကိုယ့်အထိုင်ကိုဘလောက်ကြည်အောင်လက်တွေ့လုံနိုင်တယ်လဲဆိုတာကသာလျင်လက်တွေ့မှာစကားပြောသွားမယ်ထင်ပါတယ်စောက်ဖြစ်မှចောင်းတာကအဖြစ်မျိုးတွေခက်စိတ်စိတ်ပိုတွေ့လာရပါတယ် အနိုင်ရှုံးကိုရတာခံအာသာပြီးပြောနေကြတာထက်လက်တွေကိုယ့်အထိုင်ကိုဘလောက်ကျေအောင်ချက်နိုင်တယ်လဲဆိုတာ အနာဂတ်ကိုဆုံးဖြတ်သွားမယ်ထင်ပါတယ်ကိုယ့်အထိုင်ကိုကျေအောင်ချက်နိုင်ရင်လုတ်ပိုင်ခွင့်ပိုကျေမယ်သူ့အထိုင်ကိုကြုံအောင်ချုပ်နိုင်ရင်သူ့အထိုင်ကြုံမိမယ်ကိုယ့်အထိုင်ကတော့အလိုလိုကျေမလာနိုင်သေးကိုယ့်ရဲ့လှုပ်ရှားမှုခွင့်ကိုကိုချက်နိုင်မှသာကိုယ့်အထိုင်ကျေလာနိုင်စရာရှိပါတယ် အနိုင်အရှုံးစကားပြောတာတဲ့ဒါကလက်တွေ့ပိုကြနိုင်မယ်ထင်ပါတယ်ခင်ဗျာ